င်္ဂလာပါရှင်၂၀25ခုနှစ်မေလ26ရက်နေ့ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မမှုပါရှင်။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်ရရှိတဲ့ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှုကိုတားဖြစ်သူကိုထိန်လင်းကကိုစားဆုလက်ခံခဲ့ပါရရှင်။မန္တလေးမြို့မှာစစ်ကောင်စီတပ်သားအချင်းချင်းပြစ်ခတ်မှုဖြစ်ပြီးတပ်ချက်ကြီးတအူးတေဆုံသွားပါရယ်။ရမဲသိမ်းမြို့နယ်ကတင်ကျေးရွာကုံစုံဆိုင်ကိုစစ်သား၄ဦးက တနက်ထောက်ကတင်း80ကျော်ကိုတမျှတိုက်သွားပြီးဒေါ်လရင်တပ်ဖွဲ့တွေရဲ့လက်ချက်လို့စစ်ကောင်စီကတည်င်းအမားတွေတွင်နေပါတယ်။နေရီခံအနီးတိုက်ပွဲတွင်မှာစစ်ကောင်စီတပ်ဘက်ကအကြဆုံးများလို့အင်အားဖြည့်ပြီးအေအေကိုခုခံတိုက်ခိုက်နေပါတယ်။တန်ခင်းမြို့နယ်မှာကျွေးကိစ္စစကားညရမှာတမတ်ဖြစ်သူကရောက်ခမတွေကိုတပ်ဖြတ်လိုက်ပါတယ်ရှင်။ဒီသတင်းနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ အမေရိကန်ပြည်ထောင်စုတက်ဆတ်ပြည်နယ်ဟူစတန်မြို့မှာ16ကြိမ်မြောက်ပြည်သူ့ကွန်ရီဂုံပြူမှုအခမ်းအနားကျင်းပခဲ့ရမှာဒီနှစ်အတွက်ရွေးချယ်ပေးအပ်ချီးမြှင့်ခံခဲ့ရတဲ့လူမှုကောင်ဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက်သူကိုယ်စားတားဖြစ်သူကိုထိန်လင်းကဆုလက်ခံယူခဲ့တယ်လို့သိရပါတယ်။မေလ24ရက်ဒေတာစံတော်ချိန်ညနေပိုင်းမှာကျင်းပခဲ့တဲ့အဲ့ဒီအခမ်းအနားမှာ16ကြိမ်မြောက်ပြည်သူ့ကွန်ရီဂုံပြူမှုပေးအပ်ချီးမြှင့်ခံရတဲ့ ူရုကောင်ဆောင်ဒေါ်အောင်ဆန်းစုကြည်ကအာနာသိမ်းမြန်မာစစ်တပ်ရဲ့မတရားဖမ်းဆီးချုံနောင်ခြင်းကိုခံထားရတာကြောင့်တာဖြစ်သူကိုထိန်လင်းခေါ် Kim Arif ကကိုစားစုလက်ခံယာယူခဲ့တာလည်းဖြစ်ပါတယ်။ဒီစုဟာမမေ့ရဲ့ဆွန့်လွတ်မှုများကိုသာမကလွတ်လပ်တဲ့မြန်မာနိုင်ငံချစ်စီခြင်းနဲ့အိမ်မက်ကိုလည်းကြီးညိုပါတယ်။ဒီအတွက်ကျွန်တော်တို့ဆက်လက်ပြောဆိုတွန်းလှန်ကြရမယ်။မကြခင်ဒီမိုကရေစီရမယ်ဆိုတာယုံကြည်ကြရမယ်လို့ကိုထိန်လင်းကပြောပါတယ်။ မေရိကန်အခြေဆိုင်ပြည်သူ့ဂုံရီအသင်းဟာဂုံပြူမှုပေးအပ်ချင်းမြင့်ခံရသူဒါမှမဟုတ်အသင်းအဖွဲ့ကိုဂုံပြူမှုနဲ့အတူဒေါ်လာတထောင်ပေးအပ်ဂုံပြူပြီးဒီနေ့အတွက်တောင်အောင်ဆန်းစုကြည်ကိုရွေးချယ်ရခြင်းမှာအကြံဖတ်စစ်အာဏာရှင်ကိုဒူးမထောက်ပဲတကြံခံတွန်းလှန်နေတဲ့စိတ်ခွန်အားတွေကိုဥညွတ်ဂုံပြူခြင်းဖြစ်တယ်လို့ပြည်သူ့ဂုံရီအသင်းဗဟိုအလုံအမှုဆောင်အဖွဲ့ကထုတ်ပြန်ထားပါတယ် ကွန်ပျူမှုကိုကိုစားစုလက်ခံခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့တားဖြစ်သူကိုထိန်လင်းကရရှိတဲ့စုငွေနဲ့ပတ်သက်ပြီးတော့အခုလိုပြောလာပါတယ်။ဒီစုငွေကိုမိမိလိုပဲမတရားဖန်ဆီးချုံနှောင်ခံထားရတဲ့နိုင်ငံရေးအကျဉ်းသားမိသားစုတွေနဲ့လူငယ်တွေရဲ့ပညာရေးအတွက်အသုံးပြုပါမယ်။ဒါဟာမိမိရဲ့စိတ်အဝင်စားဆုံးထဲကတစ်ခုပါ။ဒီဂုံယူထိုက်တဲ့စုအတွက် Citizen of Burma အဖွဲ့ကိုလည်းအထူးကျေးဇူးတင်ပါတယ်လို့ကိုထိန်လင်းကပြောပါတယ်။ ဒါပြင်နှစ်30ကျော်ကြာမြန်မာဒီမိုကရေစီအိမ်မက်အတွက်ဒေါအောင်ဆန်းစုကြည်ကအင်မတန်အရေးပါတဲ့ခေါင်းဆောင်တဦးဖြစ်ခဲ့ပြီးစစ်အုပ်စုကအကျဉ်းချကပြည်သူတွေနဲ့ခွဲပြီးသူ့အတံကို တိတ်သွားစေဖို့စူးစမ်းခဲ့ပေမဲ့သူ့ရဲ့စိတ်ဓာတ်ဝိညာဉ်တွေကိုတော့ချုံနောင်မထားနိုင်ဘူးလို့ကိုထိန်လင်းကဆိုပါတယ်ပြည်သူ့ကုံရေးကွန်ပျူမှုတွေကနိုင်ငံရေးရေးစီးကို မျက်ခြေမပြတ်လိုက်ပါနေတဲ့ပြည်ရင်းပြည်ပါကပြည်သူတွေရဲ့အတန်တွေလဲဖြစ်တယ်လို့အတင်းရဲ့ပြောရေးဆိုခွင့်ရှိသူဦးကျော်ဝနာကဂုံပြုပေးအပ်ပွဲအခမ်းအနားမှာပြောပါတယ်1962ခုနှစ်စစ်အာဏာသိမ်းပြီးအချိန်ကနေနိုင်ငံတမန်ရဲ့အမောက်ခစ်တလျှောက်လုံးမှာအများအကျိုးအတွက်ကိုကျိုးစွန့်ခဲ့ကြသူတွေကျွန်တော်တို့နိုင်ငံသားတွေအတွက်သာမက လူပောင်လောကအတွက်စံပြဖြစ်ခဲ့သူတွေစေစမ်းမပြတ်ပေါ်ထွက်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ် ဒီလူတွေကကျွန်တော်တို့နိုင်ငံရဲ့မျောလင့်ချက်ဖြစ်ပါတယ်ဒီလူတွေကပြည်ရင်းပြည်ပါကလူတွေကျေးဇူးတင်နေရမယ့်သူတွေဖြစ်ပါတယ်ကျွန်တော်တို့အမွန်တမြတ်နဲ့ဂုဏ်ယူရမယ့်သူတွေဂုဏ်ပြုရမယ့်သူတွေဖြစ်တယ်လို့ဥကြော်ဝနာကပြောပါတယ်ပြည်သူ့ဂုဏ်ရည်အသင်းဟာမြန်မာပြည်မှာ2021ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်းຫນွေဥတော်လည်ရေးပြည်သူတွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေပြည်သူ့တာမတ်ကြီးဥကြော်မှုထုံးနဲ့ຫນွေဥတော်လည်ရေးအတွင်လူငယ်တွေရဲ့တီထွင်ဖန်တီးမှုတွေကို ပြည်သူ့ကုန်ရည်ကုန်ပြူမှုတွေအဖြစ်ရွေးချယ်ပေးအပ်ခဲ့ပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးမြို့အင်းဝါဘန်မှာလုံခြုံရေးတာဝန်ကျနေတဲ့စစ်ကောင်စီတပ်သားအချင်းချင်းပြစ်ခတ်မှုဖြစ်ပြီးတက်ကြွကြီးကိုတနက်ပစ်တက်တဲ့တပ်သားထွက်ပြေးလွတ်မြောက်နေလို့စစ်ကောင်စီတပ်တွေကလိုက်လံရှာဖွေနေပါတယ်။မနေ့ကမေလ25ရက်နေ့နေ့လယ်12နာရီအချိန်မှာမန္တလေးမြို့အောင်မြေတာဆန်မြို့နယ်ဈေးချိုနိုင်ရီစင်အနီးက အင်းဝါဘန်မှာလုံခြုံရေးတာဝန်ကျနေတဲ့စစ်ကောင်စီတပ်သားအချင်းချင်းမကြင်မနက်ဖြစ်ပြီးပြစ်ခတ်မှုဖြစ်ခဲ့တာလို့သိရပါဗျ။အခြားအဆင့်တက်ကြက်ကြီးကိုမကြင်နှက်ပြီးတပ်သားကပြစ်တာလို့သိရတယ်။တက်ကြက်ကြီးကတော့တည်တယ်။မနေ့ကတဲလာကလေးကအသက်မပါတော့ဘူးလို့ပြောတယ်။တခြားအဆင့်တစ်ယောက်လည်းတန်ရာရတယ်လို့စစ်ကောင်စီတပ်နဲ့နှိစက်သူတို့ကပြောပါဗျ။ပြစ်ခတ်ပြီးထွက်ပြေးသွားတဲ့တပ်သားကိုစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ နန်ဒရီအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခကိုလည်းညနေပိုင်းဆိုအဝင်အထွက်တင်းကျပ်တာတွေလှုပ်တယ်လို့အဲ့ဒီအထဲမှာနေထိုင်သူတို့ကပြောပါတယ်အချင်းချင်းများပြည်ရင်လက်ကိုတန်းနေတာပဲအခုဘာမှမဆိုင်နဲ့ကိုရီပါစီကံလိုက်ကျက်နေတယ်လို့စစ်ကောင်စီအရာရှိတို့ကလည်းပြောပါတယ်မနေ့ကပြစ်ခတ်မှုအပြီးမှာတော့မန္တလေးဈေးချိုကဆိုင်တစ်ခုလဲကြောင်းလံကပိတ်ထားတယ်လို့သိရပါတယ်ရှင် ဆက်လက်ပြီးမန္တလေးတိုင်းရမဲတင်းမြို့နယ်ကတင်ကျေးရွာကုံစုံဆိုင်ကိုစစ်သား၄ဦးကတနက်6:30ပြီးသိန်း80ကျော်ကိုထမားတိုက်သွားပြီးဒေါ်လာရေးတပ်ဖွဲ့တွေကလှုပ်ဆောင်တရားစစ်ကောင်စီကတရင်အမားလွှင့်နေကြောင်းဒေတာပြည်သူတွေက ပြောပါတယ်။မေလာ24ရက်နေ့ည7:00နာရီကျော်ဝင်းကျင်မှာရမဲတင်းမြို့နယ်ကတင်ကျေးရွာမှာရှိတဲ့ကိုမျိုးတူအောင်နဲ့လလဆန်းတို့ရဲ့ကုံစုံဆိုင်ကိုစစ်သား၄ဦးကဝင်ရောက်ထမားတိုက်ခဲ့တာပါ။ တညာတိုက်ချိန်မှာဆန်ရှင်ကိုမျိုးတူအောင်မရှိဘဲမလလဆန်းသာရှိနေကြောင်းစစ်ကောင်စီ uniform with လူလေးဦးကမလလဆန်းကိုတနတ်ထောက်ကတာဝန်ရစစ်ဆေးစရာရှိတယ်လို့ပြောဆိုကဆန်ရှိတနေ့တာရောင်းရောင်းငွေဖုန်းငွေဖြစ်ကမလလဆန်းရဲ့ကမောစာဖန်အကောက်အတွင်းမှာငွေများအလုံးကိုချက်ချင်းလွှဲပြောင်းခိုင်းခဲ့တယ်လို့ဒေတာပြည်သူတွေကပြောပါတယ်အမှုဖြစ်တဲ့အချိန်မှာဆိုင်မာမရှိတဲ့ဆိုင်ရှင်မျိုးတူအောင်က ရမဲသိမ်းမြို့စစ်ကောင်စီလက်အောက်ခံအကောင်ကြီးတွေနဲ့ပေါင်းပြီးလိုင်စင်မဲ့ကားတွေရောင်းဝယ်လုပ်နေတဲ့စစ်တပ်ကပ်ဖာရဖာပွဲစားဆိုတော့သတင်းပေးတိုင်ကြားတာမရှိဘူးဒီလူရတာကိုရမဲသိမ်းမြို့နဲ့စစ်တပ်လက်အောက်ခံတာဝန်ရှိသူတွေက PDF တွေလုတ်တယ်လို့သတင်းထုတ်ကြေညာထားတယ်လို့ဒေတာပြည်သူတို့ကပြောပါတယ်။ဓမြတိုက်မှုဖြစ်ပွားတဲ့နေ့ကနေစပြီးလက်ရှိအချိန်ထိအကြမ်းဖက်စစ်တပ်ကရမဲသိမ်းမြို့အဝင်ထက်နေရာတွေကို တင်းကျပ်စွာစစ်ဆေးမှုတွေလှုပ်ဆောင်နေကြောင်းပြည်သူတွေထံကနေသိရပါတယ်။ဒါပြင်စစ်တပ်ကရမဲတင်းမြို့နယ်အတွင်းမှာပြည်သူများကို PDF များကိုစန့်ကျင်နေတယ်လို့ဆိုကာဝါရဖြန့်စာတွေကိုစစ်တပ်ပြူစောကြီးနဲ့ပြည်သူစစ်တွေကဖြန့်ဝေလျက်ရှိကြောင်းမြို့ကပြည်သူတွေက ပြောပါတယ်။စစ်တပ်ဖြန့်ဝေနေတဲ့ဝါရဖြန့်စာရီမှာ PDF တွေကပြည်သူတွေကိုအနိုင်ကျင့်တပ်ဖြတ်ဓမြတိုက်တယ်လို့ဆိုရဲမဟုတ်မမှန်လှုပ်ကြံရေးသားတဲ့လက်ကန်စာရွက်တွေကိုလမ်းဆောင်လမ်းခွာနဲ့ ြို့ပေါ်တွေမှာဖြန့်ဝေနေကြောင်းလည်းသိရပါဗျ။လက်ကန်းစားဆောင်တွေမှာတော့ပြည်သူတွေကလက်မခံဘူးဆိုပြီးစစ်တပ်ကရေးထားတာဖြန့်တာကပြူစောကြီးတွေနဲ့ပြည်သူစစ်တွေကဖြန့်တာသူတို့ဟာသူတို့စာရွက်ထုံရေးပြီးတော့ပြည်သူကလက်မခံဘူးဆိုတဲ့ပုံစံမျိုးလုပ်နေတာပြည်သူတွေကတော့စစ်တပ်ဆိုရင်အတော်ကိုယူနေပြီရမဲသိမ်းမြို့မှာလူငယ်တွေလည်းမရှိကြတော့ဘူးအကုန်လုံးစစ်မှုထမ်းပေါ်တာဆွဲခံရမှာဆိုလို့ပြည်သူကပြေးနိုင်ငံသားထွက်သူကထွက် လူငယ်တွေရှိကိုမရှိတော့ဘူးလို့ဂျမဲတင်းမြို့မှာပြည်သူတို့ကပြောပါရဲရှင်။ဆက်လက်ပြီးတိုက်ပွဲပြင်းထန်နေတဲ့ရခိုင်ပြည်နယ်မကွေးတိုင်းကြအမ်ဘရန်လမ်းပေါ်ကနရီကန်အနီးတိုက်ပွဲမှာစစ်ကောင်စီဘက်ကအကြဆုံးများတဲ့အတွက်အင်အားဖြစ်တင်ပြီးအရခတ်တက်တော် AA ကိုခုခံတိုက်ခိုက်နေတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအကြဆုံးများနေတဲ့အတွက်မနေ့ကမေ25ရက်နေ့မှာစစ်ကောင်စီဘက်ကတပ်မ69အပါအဝင်အင်အားအလုံးရင်းနဲ့ထပ်မံပြင်တင်ပြီး အေကိုထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့အန်ဒေတာကမြေပြေစစ်ရေးတရင်ရင့်မြစ်တအူကပြောပါတယ်။တောင်အောက်ကစစ်ကြောင်းတွေနဲ့ဖြစ်နေတာဒီနေ့ဆိုတုံးရရှိနေပြီအကြဆုံးများတယ်။သူတို့ဘက်ကလည်းတမ69ဥဆောင်ပြီးတော့ပြည်သူစစ်မှုထမ်းတွေပဌမ်းဘက်ကတက်လာပြီးအေကိုခုခံတိုက်ခိုက်နေတယ်လို့ပြောပါတယ်။နေ့ရက်ကနေမေလ24ရက်နေ့ကထိုးစစ်ဆင်တက်လာတဲ့စစ်ကြောင်း2ကြောင်းထက်ကတကြောင်းဟာ တိုက်ပွဲအတွင်းအထိနာပြီးဒဏ်ရာရတည်ဆုံမှုများတဲ့အတွက်အခုလိုအင်အားထက်မှန်ဖြစ်ပြီးအေကိုခုခံနေတာဖြစ်တယ်လို့ဗဒန်းစစ်ရေးတရင်မြေကပြောပါတယ်။အဲ့ဒီနေ့ကစစ်ကြောင်းတစ်ကြောင်းအထိနာသွားတယ်စစ်ကောင်စီဘက်ကလုံးဝနှောင့်မဆုတ်ဘူးအင်အားထပ်ဖြည့်တယ်ပြန်တိုက်တယ်လို့ပြောပါတယ်။အဲ့ဒီအထိနာတဲ့စစ်ကြောင်းကစစ်ကောင်စီရဲ့ဒဏ်ရာရစစ်သည်တွေနဲ့အလောင်းကိုလည်းစစ်ကောင်စီဘက်ကကားနဲ့ဗဒန်းဘက်ကိုတင်သွားပြီးလက်နက်ခဲယံတချို့ကိုအေကသိမ်းဆီးရရှိခဲ့တယ်လို့ဆိုပါတယ်ရှင်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ AR တိုင်းကြံခင်းမြို့နယ်စုံလဲကျေးရွာအုပ်စု စိတ်သာရွာမှာရမန်နေ့မေလ25ရက်နေ့နနက်7:00နာရီခန့်ကနှလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ဒေတာခန်တွေထံကနေသိရပါဗျ။တေဆုံသွားသူတွေမှာအသက်65နှစ်အရွယ်ဦးထင်းမြင့်နဲ့ဇနီးဖြစ်သူ62နှစ်အရွယ်ဒေါ်ရင်ရွှေတို့ဖြစ်ပြီးနေအိမ်မှာရှိနေစဉ်မှာတမတ်ဖြစ်သူကကားနဲ့ရောက်လာပြီးတော့သူတို့နှစ်ဦးကိုဓာတ်နဲ့ထိုးခဲ့တာလို့ဆိုပါဗျ။ဒေါ်ရင်ရွှေမှာနေရာမှာပဲပိုးကြည့်ပြီးတေဆုံခဲ့ပြီး ဦးထင်းမြင့်မှာတော့စိတ်သာဆေးရုံကိုပို့ဆောင်စီမှာရရှိထားတဲ့တံရကြောင့်တည်ဆုံသွားခဲ့တယ်လို့ဆိုပါတယ်။လွန်ခဲ့တဲ့တနှစ်လောက်ကတမတ်စီကသူတို့ပတ်စံချေးထားတာကိုပြန်မပေးလို့ပြန်တောင်းရင်းနဲ့စကားများတာကနေအခုလိုလူသက်မှုဖြစ်တာလို့ခဏဦးသိရတယ်လို့အမှုဖြစ်စဉ်ကိုသိရှိတဲ့သူတအူးကပြောပါတယ်။လူသက်မှုဖြစ်ပွားပြီးတဲ့နောက်ထွက်ပြေးတန်းရှောင်နေတဲ့အသက်62နှစ်အရွယ်တင်မောင်အေးကိုအခင်းဖြစ်ပွားတဲ့ညနေပိုင်းမှာကြံခင်းမြို့နယ် ကွိမရွာမှာဖမ်းဆီးရရှိခဲ့ကြောင်းသိရပါတယ်။ကြံခင်းမြို့မှာ yes ကမှာရာစသက်ကြီးပုံမှန်300နှစ်နဲ့အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းလည်းသိရပါတယ်ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဒီသူအားလုံးကိုစိတ်နှပြချမ်းမှချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလှောက်အောက်ကနေအမြဲဆုံးလွတ်မြောက်ကြပါစေရှင်။